မင်္ဂလာပါဒီနေ့စိတ်ဝင်စားစရာသတင်းတစ်ခုနဲ့စလိုက်ရအောင်နှင်ကားစေလောက်အားပြန်သွင်းစရာမလိုဘူးပြီးတော့ရွယ်စားကလည်းဒင်ကားပြလောက်ပဲရှိမယ်ဆိုတဲ့ဘက်ထရီတစ်မျိုးကြောင်းပါဟုတ်ကဲ့ကြားလာရတာတော့တော်တော်အလားအလာကောင်းမယ်ပုံပဲနော်ဟုတ်တယ်တရုတ်နိုင်ငံက Beta Vote ဆိုတဲ့ startup တခုကတီထွင်လိုက်တာတဲ့သူတို့ပြောတာကတော့ Nickel 63ဆိုတဲ့ရေဒီယိုတက်တိကြွ isotope တမျိုးကိုတုံးထားတယ်။အင်း ပြီးတော့ diamond semiconductor လို့ခေါ်တဲ့အရာတွေ ਨੇ တန်ရောင်ချီကနေလက်စပြန်ထုတ်ပေးတယ်ပေါ့ဟုတ်ကဲ့ဒီနေ့အဲ့ဒီအကြောင်းပို့နည်း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 ဆွေးနွေးကြည့်ကြတာပေါ့ဘလို့အလုတ်လုတ်တယ်လဲတကယ်စိတ်ချရဲ့လားနောက်ပြီးအရေးကြီးဆုံးကဖုန်းဝင်မှာတုံးဖို့တော့ဖြစ်နိုင်ပါမလားဆိုတာတွေပေါ့ဒီအချက်လက်ကြီးတာတော့အဓိကအားဖြင့်ကုမ္ပဏီရဲ့ထုတ်ပြန်ချက်တွေကနေရတာပါဟုတ်လားအနုမြူဘက်ထရီဆိုတဲ့အယူအဆအဲ့ဒီ idea ကအတိတ်ကြီးတော့မဟုတ်ပါဘူး ဟို1950ပြည်လွန်နှစ်တွေလောက်ကလေးကရှိခဲ့တာဟုတ်လားဟုတ်ကဲ့အဲ့ဒီတုန်းကရေဒီယိုတက်တိကြော့ PC 3နဲ့နှလုံးခွန်ထိန်းစက်တွေ basement ကတွေရှိခဲ့တယ်ဩနောက်ပြီးလူတိများတာကတော့အင်ဂါဂီယိုဘောက NASA ရဲ့ curiosity စူးစမ်းရေးယင်လေอืมဟုတ်ကဲ့အဲ့ဒီမှာတုန်းကအနုမြူစွာရင်ရင်းမစ်ဆိုရင်လေအခုထိအလုံးလုံးနေတော့ပဲတော်တော်ကြာပြီပဲနော်ဟုတ်ကဲ့ဒါပေမဲ့မင်းเสียရှိတာကအဲ့လောက်ကြာခဲ့တဲ့နီးပညာကဘာဖြစ်လို့အခုထိကျွန်တော်တို့ရဲ့ လက်ကင်ဖုန်းတို့ laptop တို့ထဲကိုမရောက်သေးတာလဲပေါ့ဟုတ်တယ်အဲ့ဒါစဉ်းစားစရာပဲဆိုတော့အခု better vote ကတင်ပြလာတဲ့နီးပညာရဲ့အသေးစိတ်သူရဲ့အလားအလာတွေပြီးတော့အဓိကကြတဲ့စိန်ခေါ်မှုတွေပေါ့ဒါတွေကိုတေချာစမ်းသစ်ကြည့်ဖို့လိုတာပေါ့လေဟုတ်ပြီအရင်ကလေးကရှိခဲ့ပြီမယ်နေ့စဉ်သုံးပစ္စည်းတွေမရောက်သေးဘူးဆိုတော့ဘာနေများကွာချားမိလို့လဲအဲ့ဒီ curiosity ရင်မှာသုံးတဲ့ခါနေရောဘယ်လိုကွာလဲအခု better vote နီးပညာနဲ့ဘာတွေမတူတာလဲ beta vote ရဲ့ထူးခြားချက်လို့ဆိုနိုင်တာကတော့ သူတို့က nickel 63ဆိုတဲ့ရေဒီယိုသတ္တိကြွ isotope ကထုတ်လွှတ်တဲ့ beta ရောင်ကြီးကိုတုံးတာ။အော် beta ရောင်ကြီး။ဟုတ်တယ်။အဲ့ဒါကိုအလွန်ပါလွားတဲ့စိန် semiconductor အလွှာတွေတုံးပြီးလက်စအဖြစ်ပြောင်းလဲဖို့စ조사နေတာပါ။ဒီနေ့လနဲ့ရွေးစာကိုတိတိတသားသိအောင်လုပ်နိုင်ပုံရတယ်။အဲ့ဒီအချက်ကစိတ်ဝင်စားစရာပဲ။ဒါပေမဲ့အရင်ကနီးပင်ကြတိရှိခဲ့တာတောင်ကျမတို့ရဲ့ဖုန်းတွေ laptop တွေကြီးဘာကြောင့်မရောက်လာခဲ့တာလဲ။ အရင်ကဘက်ထရီတွေကအရွယ်အစားကြီးလို့လားဒါမှမဟုတ်ခြားအကြောင်းရရှိသေးလားအရွယ်အစားဖြင့်အဓိကပြဿနာတစ်ခုက ပါဝါသိပ်သေးစနေပောင်းမှုပါပါဝါသိပ်သေးစဟုတ်တယ်ဒီဘက်ထရီတွေရဲ့စွမ်းအင်သိပ်သေးစ energy density ကတော့သာမန်လစ်သီယမ်ဘက်ထရီတွေထက်အများကြီးပိုမြင့်ပါတယ်ဗျဆိုလိုတာကအလေးချိန်ဒါမှမဟုတ်အရွယ်အစားတူရင် စွမ်းမြင့်ပိုများများတော်လောင်နိုင်တယ်ဗောအေးဟုတ်ကဲ့ဒါပေမဲ့ အဲ့ဒီစွမ်းအင်ကိုအချင်းတဲမှာဘလောက်မြန်မြန်ထုတ်ပေးနိုင်တယ်လဲဆိုတဲ့ power tip သေးစကြတော့နင်းနေတယ်။အော်ဆိုတော့အားများကြီးရှိပေမဲ့တခါတည်းအများကြီးထုတ်မသုံးနိုင်တဲ့သဘောလား။ဟုတ်ပါဥပမာရေပုံးကြည့်တယ်မှာရေတွေအများကြီးရှိနေပေမဲ့ပိုက်သိသေးလေးကနေပဲထုတ်လို့ရတဲ့သဘောမျိုးပေါ့။အင်းအင်းရှင်းပါတယ်။ဒါကြောင့် NASA သုံးတဲ့ battery မျိုးကဖုံးတဲ့ထဲပေါ့အရင်ကြီးတယ်လို့ရစစ်ကားလို့ power များများလိုတဲ့ပစ္စည်းအတွက်ကြတော့လေ လုံလောက်တဲ့အားကိုချက်ချင်းမပေးနိုင်ဘူးဖြစ်နေတယ်ဟုတ်ပြီဒါဆိုဘေတာဗုတ်ကအခုတင်ပြလာတဲ့ဒင်ကားပြရွယ်ဘက်ထရီကတော့အဲ့ဒီပါဝါတိတ်သေးစားပြည့်တနာကိုချော်လွှမ်းနိုင်ပြီလားသူတို့ရဲ့နီးပညာဘလို့အလုံးလုံးတလေတကယ်တော့ဘလောက်စွမ်းဆောင်ရည်ရှိမလဲဆိုတာကိုသိပြီးကြည့်လိုက်ရအောင်ကောင်းပါပြီပထမဆုံးသူတို့ဘလို့စွမ်းရင်ထုတ်လဲဆိုတာနားလည်ဖို့ဂျီဒီယိုတတိကျပြိုကွဲမှုကနေစွမ်းရင်ရတဲ့နီလန်းတွေကိုခဏပြန်ကြည့်အောင် အဓိကအားဖြင့်နီလန်2မျိုးရှိတယ်ဗျာဟုတ်ကဲ့တစ်မျိုးကပလူတိုနီယမ်လို့ဂျက်စင်နေပြိုကွဲတဲ့အခါထွက်လာတဲ့အဖူစွမ်းရင်ကိုတုံးတာ Curiosity Rover ကဒီနီကိုတုံးတာပါအဖူချင်းကွာခြားမှုကနေလက်စစ်ထုတ်တဲ့ Seaback Effect နီးပညာနဲ့ပေါ့အော်အဖူကိုတုံးတာကိုနောက်တစ်မျိုးကတော့ဘာဖြစ်မလဲနောက်တစ်မျိုးကအပူအစား JDO တတိကျပြိုကွဲမှုကနေထွက်လာတဲ့အာယွန်ညူပြူရောင်းချီ ionizing radiation ကိုတိုက်ရိုက်လက်စစ်ဖြစ်ပြောင်းတာပါ ion new ပြရောင်ကြီးဟုတ်တယ်ဒီရောင်ကြီးတွေမှာ alpha beta gamma ဆိုပြီးရှိနေ beta volga beta ရောင်ကြီးကိုအဓိကသုံးပါတယ် beta ရောင်ကြီးအဲ့ဒါဘာလဲ beta ရောင်ကြီးဆိုတာအခြေခံအားဖြင့် nucleus တွေက neutron ပျော်ကွဲမှုကနေထွက်လာတဲ့စွိုင်းမြင့် electron တွေပါပဲ beta volga ဆိုတဲ့နာမည်ကဒါကိုရည်ညွှန်းပုံရတယ် ဆိုတော့သူတို့ကဒီထွက်လာတဲ့ electron တွေကို phan bi လက်စစ်ဖြစ်သုံးတယ်ပေါ့ဒါက solar ပြားတဲ့အငင်းကိုလက်စစ်ပြောင်းတာနဲ့နည်းနည်းဆင်မလားရှင်အခြေခံသဘောတရားကတော်တော်လေးဆင်ကျူပါတယ်ဗျာ solar ပြား photovoltaics တွေကအလင်းမုံ photons တွေကိုသုံးပြီး semiconductor ထဲမှာလက်စစ်ထုတ်တာဟုတ်ကဲ့ beta vo ရဲ့နိဗ္ဗာန် beta voltaics လို့ခေါ်နိုင်မလားပဲကတော့အလင်းမုံအစ beta ဟုံအဲ့ဒီ electron တွေကိုသုံးပြီး semiconductor ထဲကနေရက်စစ်ထုတ်ယူတာပါ ဒီထက်သူ့ကိုသုံးတဲ့ဒီဆော့ပုံကစိတ်ဝင်စားဖို့ကောင်းတယ်။သူရဲ့ဒီဆော့ပုံကဘလိုပုံစံမျိုးလဲ။ Solar cell နဲ့ပါကွာချလဲ။ Solar cell ဒီလိုပဲ P type နဲ့ N type တုတ်ထားတဲ့ semiconductor တွေကိုသုံးပါတယ်။တုတ်တဲ့ဆိုတာအညီအကျင့်အနှင်းငယ်ထည့်ပြီးရက်ကူးနိုင်စွမ်းပြောင်းလဲထားတာပေါ့။ဟုတ်ကဲ့။ဒါပေမဲ့ထူးခြားတာကတာမန် silicon မဟုတ်ပဲအလွန်ပါလွားတဲ့10 micrometer လောက်ပဲထူတဲ့အထူးပြုထားတဲ့စိမ့်အလွား diamond layer ကိုတုံးထားတာပါ။ စိန်အလွာ10မိုက်ခရိုမီတာဆိုတာဆမ်ပင်တမြန်ထက်တောင်အများကြီးပါတာပေါ့တော်တော်ပါတာပဲဟုတ်တယ်ဗျာစင်က electron တွေရဲ့တိုက်ခိုက်မှုတန်ကိုပိုခန်းနိုင်ရရှိတယ်လို့လက်စစ်ထုတ်လုပ်မှုမှာလည်းပိုပြီးထိရောက်မှုရှိတယ်လို့ဆိုထားတယ်ဒီစိန်အလွာကိုဘယ်လိုသုံးတာလဲရှင်ဒီစိန် semiconductor အလွာနှစ်ခုကြောင့်မှနမိုက်ခရိုမီတာလောက်ပဲထူတဲ့ nickel 63အလွာကိုညှက်ထည့်ထားတယ်။အော်ကြားထဲမှာညှက်ထားတာ။ဟုတ်တယ်။ nickel 63ဆိုတာ တဘာဝမှာအလွန်ရှားပါမှုနျူကလ িয়ার ဓာတ်ပေါင်းဖို့တွေမှာတီးတန့်ထုတ်လို့ရတဲ့ရေဒီယိုတတ္တိချောအိုက်ဆိုတိုပါ သူ့ရဲ့သက်တမ်းဝ half life ကနှစ်တရာလောက်ရှိတော့အချိန်အကြာကြီးတည်ငြိမ်စွာပီတာရောင်ခြည်ထွက်လွတ်နိုင်တယ်နှစ်တရာဆိုတော့ကြာသားပဲဆိုတော့ semiconductor nickel 63 semiconductor ဆိုတဲ့ sandwich ပုံစံအလွာပါလေးတွေထည့်လာတာပေါ့ sandwich လိုမျိုး ဟုတ်တယ် ဘက်ထရီတစ်ခုလုံးကဒီလိုဆန်ဝစ်အလွာလေးတွေကိုအများကြီးထပ်ဆင်စုစည်းတိဆောက်ထားတာပါဆန်ဝစ်အလွာလေးတွေကိုထပ်ထားတာကိုဒါဆိုလက်စစ်ကဘလို့ဖြစ်လာတာလဲနီကယ်63ကထုတ်တဲ့အီလက်ထရွန်တွေကဗာဆက်ဖြစ်သွားလဲအင်းနီကယ်63အလွာကဘီတာပြုတ်ကွဲမှုကြောင့်အီလက်ထရွန်တွေကိုစင်ဆက်မပြတ်ထုတ်လွှတ်နေပါတယ်ဒီအီလက်ထရွန်တွေကဘေးနှစ်ဖက်ကစင်ဆက်မီကွန်ဒက်တာအလွာတွေကိုအချိန်နဲ့တော်တိုင်မိတဲ့အခါဟုတ်ကဲ့ဆိုလာပြားထဲမှာ အလင်းမုံတွေကလွတ်လို့ပဲအဲ့ဒီအလွာတွေက atom တွေကနေတခြား electron တွေကိုလွတ်ထွက်သွားစေပါတယ်။ Oh electron တွေလွတ်ထွက်သွားတာဟုတ်ပါတယ်။ဒီလိုလွတ်လပ်သွားတဲ့ electron တွေစီးဆင်းတာကပဲလက်စစ်စီးကြောင်းထစ်ပေါ်လာစေတာပါ။တလွာချင်းကထုတ်တဲ့လက်စစ်ကနည်းပြီးမယ်။အလွားတွေအများကြီးထပ်ထားတဲ့အတွက်စုစုပေါင်းလက်စစ်ပမာဏရလာတာပေါ့နားလဲပါပြီတိဆောက်ပုံနဲ့အလုံးလုံးပုံကတော့စိတ်ဝင်စားစရာပဲ ဒါဆိုသူတို့ရဲ့ပထမဆုံး model BB100 ရဲ့လက်တွေ့စွမ်းဆောင်ရည်ကိုကြည့်ရအောင်အရွယ်စားက 15mm x 15mm x 5mm ဆိုလို့တင်ကားဖျားသုံးပြထပ်ထားသလောက်ပဲတော်တော်သေးတာပေါ့ဟုတ်တယ်နင့်90ခံမဲအာသွန်းစရာမလိုဘူးမီးလောင်ပေါက်ကွဲမှုအန္တရာယ်မရှိဘူးလို့လည်းဆိုထားတယ်ဒါတွေကတော့အာသာချက်တွေပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးမဲခွန်းကိုပြန်တွားရအောင်ပါဝါဘလော့ခ်ထုတ်နိုင်တယ်လေဟုတ်ကဲ့အဲ့ဒါအရေးကြီးတယ် The Tavoya Suya BB100 ga 3 volts ro ama 100 microwatts microwatt ba tholu nai me lo myaw man tha ba re de taya microwatt hote de swan in data sa energy density ga lithium battery tha sat sa po mya de so ra ga lo dilo battery ri ye twet phe lite shi de a che pa da ba me 100 microwatt so de power ga တော်တော်လေးနီးနေပါသေးတယ်ဗျာ100 microwatt ဆိုတာ0.0001 watt ပေါ့ um ဒါက LED မီဒီတီတီလီတလုံးကိုတော့မိန်မိန်လေးပဲလဲနိုင်တယ်အားမျိုးပဲရှိတယ်ဒီလောက်နဲ့ smartphone ကိုဘလို့မှအားပေးနိုင်မှာမဟုတ်ဘူးသူတို့ရဲ့ season ကဘလို့ရှိမလဲသူတို့ရဲ့ကြီးညာချက်ဒီရတော့ဒီနှစ်ထဲမှာ1 watt ထုတ်နိုင်တဲ့ battery အစ်စ်ကိုထုတ်လုပ်ဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်1 watt ဟုတ်တယ်ပြီးတော့ဒီ battery ကို super capacitor လို့မျိုး စွမ်းရင်ခဏတိုးလောင်ပြီးအမြန်ထုတ်ပေးနိုင်တဲ့အစိပ်ပိုင်းနဲ့တွဲသုံးပြီးတော့ drone တွေ smartphone တွေမှာသုံးနိုင်ဖို့လုပ်မယ်လို့ပြောထားတယ်။ Wayward ဆိုတာကလုံလောက်ပါမလားရှင်။ smartphone တွေအလုံးများချင်း peak လို့ပေါ့နော်။ဥပမာ game ဆော့တာမျိုး 4K video ရိုက်တာမျိုးမှာ processor တစ်ခုတည်းကတင် 5W ကနေ 15W တိတုံးနိုင်နေဆိုတော့ဟုတ်တယ်။အများကြီးပဲလိုတာ။ဆိုတော့ Wayward battery ဆိုရင်တော့ super capacitor နဲ့တွဲသုံးလဲ peak လို့ကိုကြာကြာထောက်ပတ်နိုင်မှာမလား။ ဒါကတကယ်စင်ခေါ်မှုပဲဗျ1 watt battery ကတည်ငင်းစွာ power ပေးနိုင်တယ်ဆိုတော့အမြင့်ဆုံးလွယ်ချင်း peak load နဲ့လွယ်တဲ့5 watts ကနေ50 watts နဲ့ရှင်းလိုက်နဲ့အများကြီးกว่าနေတော့မယ်ဟုတ်ကဲ့ super capacitor ကခဏတာ power min data ကိုကူညီနိုင်မြဲမြဲအခြေခံ battery ကပေးတဲ့အားကနည်းလို့နေရင်အချိန်ကြာကြာ peak load ကိုမခံနိုင်ပါဘူးอืมဟုတ်တယ် ဒါကြောင့်နောက်နှစ်အနည်းငယ်အတွင်းမှာဒီလိုဘက်ထရီတွေနဲ့တာမန် smartphone တွေတုံ့နိုင်လိမ့်မယ်ဆိုတဲ့အပေါ်မှာအနည်းဆုံးတော့တန်တရားရှိစီရပါဟုတ်ကဲ့ဟုတ်ပြီအရေးကြီးတဲ့အချက်ကဒီ France ရဲ့ gang gang တွေအားလုံးဟာ Betterbo company ကိုယ်တိုင်က ထုတ်ပြန်ထားတာဖြစ်ပြီးတော့တိကျလွတ်လပ်တဲ့ပြင်ပကစစ်ဆေးမှုတွေအတီးပြူးချက်တွေမရှိသေးဘူးဆိုတာပါပဲ อ oh, ๋อคอมพานีก็ပြောတာကိုပဲအတီယူလို့မရသေးဘူးပေါ့ဒါပေမဲ့ဘက်ထော့ပေါ့တကူတည်းပဲဒီလိုမျိုးလုံးနေတာတော့မဟုတ်ဘူးမဟုတ်လားတခြားအလားတူကြိုးပမ်းမှုတွေရောရှိသေးလားရှိပါတယ်ဗျအဲ့တော့သူတို့ရဲ့ Nickel 63နဲ့ Sing Semiconductor တုံးတဲ့နီးပညာအခြေခံကတော့လုံးဝအသက်လားဒါမှမဟုတ်အရင်ကရှိခဲ့ဘူးလားဒီနီးပညာယူဆကလုံးဝအသက်တော့မဟုတ်ပါဘူးရုရှားသုတေသနဖွဲ့တစ်ခုက Nickel 63ကိုတုံးတဲ့အလားတူဘက်ထရီဒီဇိုင်းဟာ2018ခုနှစ်လောက်ကတည်းကတင်ပြခဲ့ဘူးပါတယ် 哦2018ကတည်းကရှိရတာကိုဟုတ်တယ်ဆိုတော့အခြေခံသဘောတရားအရာဖြစ်နိုင်ကြီးရှိတယ်လို့ယူဆနိုင်ပါတယ်ဒါပေမဲ့အဓိကစိန်ခေါ်မှုကတော့အစောကဆွေးနွေးခဲ့တယ်လို့ပဲလက်တွေ့သုံးနိုင်တဲ့အဆင့်အထူးသဖြင့် smartphone လို့ PC မျိုးမှာသုံးနိုင်တဲ့အဆင့်အထိ power တိတ်တဆာကို တိုးမြင့်နိုင်ဖို့ပါပဲ ဟုတ်ကဲ့ပါဝါသိသက်ဆက်ပြင်နောက်ထပ်စဉ်းစားရမယ့်အရေးကြီးတဲ့အချက်ရှိဦးမယ်ထင်တယ်ရှင်အဲ့ဒါကဘေးခေတ်လုံခြုံရေးပဲဖြစ်မယ်အနုမျိုးဆိုတဲ့စကလုံးပါလာတာနဲ့လူတွေကရောင်းချီအန်တီလီယကိုစိုးရင်ကြမှာပဲမှန်ပါတယ်ဗျာဒါကတီနီးပညာချက်ချက်ပြင်းပြမဖြစ်နိုင်သေးတဲ့နောက်တဲ့အဓိကအကြောင်းရင်းတစ်ခုပါရေဘီယာဖင်နောရေဒီယိုတတိကြွရောင်းချီအများစုကို ကာကွယ်ဖို့ကတိတ်တော်မခက်ခဲပါဘူးဟုတ်လားဟုတ်တယ်ဒယ်ဖာရောင်းချီဆိုရင် စကူပါပါလီတရွတ်နေတဲ့ကားနိုင်တယ် ဘီတာဝိုးသုံးတဲ့ဘီတာရောင်ကြီးကြတော့အလူမီနီယံတတ်တူပြားပါပါလောက်နဲ့ကားလို့ရတယ်။အော်အလူမီနီယံနဲ့ရတာကိုဟုတ်တယ်။ဂါမာရောင်ကြီးကတော့ပိုထိုးဖောက်နိုင်လို့ခဲပြားထူထူလို့အကာအကွယ်လိုအပ်တယ်။ဘီတာဝိုးဘက်ထရီမှာသုံးတဲ့စိန်ဆက်မီကွန်ဒက်တာအလွာတွေကိုယ်တိုင်ကလည်းဘီတာရောင်ကြီးကိုအတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ဒါဆိုဘက်ထရီကပုံမှန်အခြေအနေမှာအန္တရာယ်မရှိနိုင်ဘူးပေါ့။ဒါမဲ့ပြည့်စည်သွားရင်ရော ဖုန်းတလုံးကလစ်ထဲကလွတ်ကြတာ။ ကားနဲ့နင်းမိတာမျိုးတွေဖြစ်နိုင်တာပဲအဲ့ခါဘာဖြစ်နိုင်မလဲအဲ့ဒါကအကြီးမားဘုံစိုးရိမ်မှုပါပဲဘက်ထရီအပင်ကွင်းပျက်စီးသွားပြီးအတွင်းက Nico 63လို့ယူရိုတတိကျပျက်စီးတဲ့ယိုစိတ်ထွက်လာရင်အန္တရာယ်ရှိနိုင်ပါတယ်ဘလို့မျိုးအန္တရာယ်လဲအမုံမွားတွေကိုရှူးရှိုက်မိတာဒါမှမဟုတ်အရေပြားပေါ်ကအနားပေါက်ကနေတဆင်ခန္ဓာကိုယ်ထဲရောက်သွားတာမျိုးဖြစ်ရင်အတွင်းပိုင်းကနေရောင်းချီထွတ်တွင်းမှုဖြစ်စေပြီးကျမကြီးကိုစိုးစိုးအားအားထိခိုက်နိုင်ပါတယ်ဗျအင်း ကြောက်ရရပဲဒါကဒုံပုနေချိန်မှာမတော်တဆပျက်စီးမှုအတွက်စိုးရင်ရတလို့တတ်တန်းကုန်လို့စွန့်ပစ်တဲ့အချိန်မှာလည်းပြဿနာရှိနိုင်တယ်စွန့်ပစ်တဲ့အချိန်ကဘလို့ပြဿနာရှိနိုင်တာလဲတာမန်မိုက်တင်နေရောပြီးစွန့်ပစ်မိလိုက်တဲ့ဆိုပါစို့အမိုက်ပုံရောက်သွားရင်အမိုက်ချိတ်ရှက်တင်နေချိတ်ချီခံရနိုင်တယ်ဟုတ်ကဲ့အဲ့ဒီအခါရေဒီယိုတက်တိကြွားပစ္စည်းတွေပတ်ဝန်းကျင်တွေကိုပြန့်နှံ့သွားနိုင်ပါတယ်ဒါကြောင့်ဒီလိုဘက်တရီတွေကိုအကယ်၍ထုတ်လုပ်ဖြစ်ခင်ရင်စစ်နစ်တကြဆူဆောင်း ပြန်လဲတင်းစီစွန့်ပစ်မဲ့အစီအစဉ်တွေကိုပါတခါတည်းတိတိကျကျချမှတ်ထိုးလိုရမှာပါ။တပ်ဖြင့်ဥပလေပိုင်းဆိုင်ရာကန်သက်ချက်တွေလည်းရှိ ਉ မဲ့ထင်းနေရှင်။ဒီချပေါက်ရှိပါရဗျာ။အရင်နှစ်ထဲမှာဥပမာအနေနဲ့ဂျာမနီနိုင်ငံရဲ့ရောင်ချီကာကွယ်ရေးအက်ဥပဒေကို ဖော်ပြထားတယ်။အင်းအဲ့ဒီဥပဒေကသာမန်ပြည်သူတွေအသုံးပြုတဲ့ PC တွေမှာပါဝင်ခွင့်ရှိတဲ့ရေဒီယိုတတိကျပစ္စည်းပမာဏကိုအလွန်တင်းကျပ်စွာကန့်တတ်ထားပါတယ်ဗျာ။ဟုတ်ကဲ့ ဘီတာဖူပထရီတလုံးထဲမှာပါဝင်နိုင်မဲ့နီကယ်63ပမာဏဟာအဲ့ဒီခွင့်တူကန့်တက်ချက်ကိုကျော်လွန်နေနိုင်ခြင်းများပါတယ်ဗျာ။အော်ကန့်တက်ချက်ချက်များနေနိုင်ကလား။ဟုတ်တယ်များနေနိုင်တယ်။ဆိုတော့ထာမန်သုံးဆွဲသူတွေဒီဘက်ထရီကိုတရားဝင်ရောင်းချခွင့်ရဖို့အလွန်ခက်ခဲပါလိမ့်မယ်။တခြားနိုင်ငံများစုမှလည်းအလားတူတင်းကျပ်တဲ့ရှိမြင့်တွေရှိနေမှတေချာတလောက်ပါပဲ။ဆိုတော့ရေပြောရေးအဖြစ်ဥပဒေတွေကပဝင်းကျင်မှာမလိုအပ်ပဲပြန့်နှံ့နေမြဲရေဒီယိုတက်တိချွာပစ္စည်းပမာဏကို တင်းနိုင်သမျှနင်းအောင်ထင်းချုံရှင်တဲ့သဘောပေါ့နော်မှန်ပါတယ်လက်ရှိမှာ lithium battery လိုမျိုးအန်တွေပိုနေပြီးလက်တွေ့ကြတဲ့ရွေးချယ်စရာရှိနေသေးသမျှကာလပလွန်အနုမြူနီလန်သုံး battery တွေကိုဖုန်းလိုအများသောပစ္စည်းတွေထဲထည့်ဖို့ခွင့်ပြုချက်ရနိုင်ခြေကအတော်လေးနည်းနေအောင်မလို့ဆိုလိုတာလားအခြေအနေကအဲ့ဒီလိုဖြစ်ဖို့များပါတယ်ဗျာဖုန်းလိုအခဏခဏတွေးနေရတာစိတ်ငောင်းရဖြစ်စရာကောင်းလဲဆိုပေမဲ့လက်ရှိအခြေအနေကတော့ ဒါကပဲပေးအကင်းဆုံးနဲ့ကြိုးချောင်းစီလျော်ဆုံးနေလိုက်ဖြစ်နေပါသေးတယ်။အင်းလေအထူးပြုကိရိယာတွေဥပမာအကားစားရန်တွေဒါမှမဟုတ်လူသူမရောက်နိုင်တဲ့နေရာကအာယုံခံကိရိယာတွေအတွက်တော့ဒီလိုနှစ်ရှည်ခံဘက်ထရီတွေကအသုံးဝင်နိုင်ပါတယ်။ဒါပေမဲ့လူတိုင်းလက်ထဲရောက်လာဖို့ကတော့အတားအဆီးတွေအများကြီးကျန်နေပါသေးတယ်ဗျ။